အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးလည်းမင်္ဂလာပါ။ကျွန်တော်တို့ Super Sunday ကတော့ကျွန်တော် Premier League ရဲ့ရာသီပိတ်ပွဲဖြစ်တယ်။ဒုတိယ Italy Serie မှာဆိုရင်လည်း Napoli နဲ့တစ်ဖက်က Inter Milan တို့ရဲ့ Final Day ဖြစ်ပြီးတော့ဒါကတော့တကယ်ကိုစိတ်ဝင်စားစရာပွဲပေါ့လေ။နောက် Serie အပတ်မှာ Juventus ကလာဇီယိုရဲ့ Roma ရဲ့၃သင်းတနင်္လာရက်ကျန်တဲ့ Champions League ဝင်ခွင့်လူပွဲအပါအဝင် Premier League ရဲ့ Champions League ဝင်ခွင့်လူပွဲရှိတယ်။ဆိုတော့ကျွန်တော်တို့ပွဲကောင်းနေအများကြီးရှိတဲ့အချိန်ပါအခု စူပါဆန်ဒေးမှာဒီသဆနုတ်ချိန်ကနေ၄နာရီညမဆနုတ်ချိန်ည၉ခွဲကံမှာပေါ့လေည၉ခွဲမှာတပြိုင်တည်းကံမဲ့ပွဲတွေမှာဘုံမောင်းနဲ့ Leicester City ရှိမယ်ဖူဟန်နဲ့ Manchester City ရှိမယ် Ipswich Town နဲ့ West Ham ရှိမယ် Liverpool နဲ့ Crystal Palace ရှိမယ် Manchester United အသင်းနဲ့ Aston Villa Newcastle Everton Nottingham Forest Chelsea Arsenal က Southampton Tottenham က Brighton နဲ့ ဝါဟန်တန်ရဲ့ Brentford ဆိုတော့ Man United က Villa နဲ့ကံမယ်အင်ကွက်မှာ Carrick မှာ Spurs ကတော့သူတို့အင်ကွက်မှာ Europa League Clash ကိုပေးသက်တင်နဲ့အောက်ပွဲခံခွင့်ရမယ် Manchester City တို့နောက် Newcastle Aston Villa Chelsea တို့ရဲ့ Nottingham Forest ရဲ့ Champions League ကိုဝင်ဒီပွဲတွေကလည်းတော်တော်လေးတော့အကျိတ်နဲ့ရှိနိုင်တယ်ဆိုတော့ကျွန်တော်ပွဲကြီးပွဲကောင်းတွေကိုပြောရင် Man City ကဟိုတနေ့နိုင်လိုက်တဲ့အတွက်ကြောင့်အခုဒီ race မှာတော့တော်တော်လေးတော့အခြေအနေကောင်းသွားပြီလက်ရှိနေသားရ Man City က68ပဲရပြီးတော့ Champions League အားလုံးက66ပဲမှာ Manchester City က Fulham ကိုအဝေးကွင်း ြင်ရပြီကျွန်တော်မြင်တော့မက်ဆီဒီရဲ့လက်ရှိဖော်ကခြေပြန်ကောင်းနေပြီသူတို့ FA Cup Final ရှုံးနေ Okay ဒါကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာ Southampton ကိုတီးချခဲ့ပေမဲ့ကျွန်တော်ဘုံပေါက်နဲ့ကစားရေးပွဲသူတို့လည်းကောင်းနေတာလက်ရှိနေထားရ Fuel ကတော့ဟိုမြောက်ဒီမြောက်ပဲအရင်တည်းကလည်းဟိုမြောက်ဒီမြောက်ဒီလိုပဲကစားပြီးတော့တကယ်ဆိုရင်အသင်းတိုင်းကိုဒုက္ခပေးနိုင်တဲ့အဆင့်တန်းရှိပါရဲ့နဲ့သူတို့ခြေကတော့မမှန်ဘူးဒါ Manchester City away ကွင်းဖြစ်မယ် Craven Cottage ဖြစ်တဲ့အောင်သူတို့လုံးနဲ့တမတ်ပဲလို့တာသူတို့တော့မှမလို့တော့တမတ်ပဲလို့တာတကယ်လို့အဲ့တမတ်ရရင်သူတို့ပြီးပြီ ော့ Man City အနေနဲ့လက်ရှိနေထားရာခြေစွမ်းကလည်းကောင်းတယ်။ Haaland ကိုပေါက်ပြောင်းနေတယ်ဆိုတော့တနည်းကမာမူစ်ကသွင်းသွားတဲ့အလုံးကတကယ် quality ကိုပဲကျွန်တော်ကတော့ Man City သဘောကျတယ်။ Man City အဝေးကွင်းဖြစ်စီတိုင်းအောင်ပေတမတ်တောင်မှ Champions League ဝင်ခွင့်ရမှာဖြစ်ပေမဲ့သူတေချာတဲ့တတိယနေရာတော့ရအောင်ယူမှာဖြစ်ပြီးတော့ Manchester City အဝေးကွင်းမှာအနိုင်ရမယ့်ပွဲအကောင်းဆုံးပွဲကတော့ဒါကျွန်တော် Nottingham Forest နဲ့ Chelsea နဲ့ပွဲ ။ Forest Chelsea ပွဲက တန်းရှုံးမပေါ်ရင်ပဲဖြစ်ဖြစ် Chelsea ပနိုင်ချင်း Aston Villa Champions League ကိုကိုရပါမယ်။ဆိုတော့ Chelsea ဘက်ဒီပွဲကတကယ်ကိုအရေးကြီးရပွဲ။ဒါပြီးရင် Chelsea က Conference League Final ကို Real Betis နဲ့တွားကန်ရအောင်ပဲ။အဲ့ဒီချက်က Chelsea တို့ဒီပွဲကနည်းနည်းတော့သတိထားရမယ်။ဒါပေမဲ့ Conference League ကဘလို့ပဲဖြစ်ဖြစ် Real Betis ကခက်ခဲတာမှန်တယ်။တောင်မှသူတို့တို့ Champions League ဝင်ကပရိုတန်ပိုးကြီးတယ်။ဆိုတော့ Forest ကအဝေးကွင်းတွားကန်ရမယ်။ဆိုတော့ Northern Forest ကပထမအကြော်တုံးတွေက Chelsea ကိုကောင်းကောင်းဒုက္ခပေးထားတဲ့အသင်းဖြစ်တယ်။တောက်လျှောက်ချေပြန်ကြပြီးတော့မှအခုနည်းနည်းလေးနိ ုင်ပွဲတစ်ပွဲပြန်ယူထားတယ်ချက်စီကနောက်ဆုံး၅ပွဲမှာ၄ပွဲထိနိုင်ထားတယ်သူတို့နှစ်သိန်းရဲ့ထိတ်တိုက်ဆိုတဲ့ဘုကိုကြည့်ရင် Forest ကပထမအကြော့ချက်စီကို Stanford Bridge မှာ1-1တေးကြတယ်မနစ်ကတော့ချက်စီကိုချက်စီရဲ့ Stanford Bridge မှာ1-0နိုင်ပြီးတော့ Forest ကမှာချက်စီက3-2နဲ့နိုင်တယ်ဆိုတော့ချက်စီက Forest ကိုအဝေးကွက်မှာနှစ်ပွဲတေးတစ်ပွဲနိုင်ဆိုတော့ဒါကချက်စီအတွက်သတင်းကောင်းပဲ Nottingham Forest ကဒီအတီမှာ8ပွဲမှာ Arsenal ကိုလည်းကောင်းကောင်းဒုက္ခပေးနိုင်တယ် Man City အသေးကြီးတဲ့ကိုဒုက္ခပေးတယ်ဒီဘက်ကနေနိုင်ထားတယ်ကျွန်တော် you know Forest ကစားဖို့ tũtambi tũtambi na ũcoguo mabura na ĩna ingĩ atua chao kibwega tike ဒါပေမဲ့လက်ရှိရဲ့ Chelsea ရဲ့ခြေစွမ်းနဲ့ Chelsea တေးအနေထားတိုက်စစ်က Chelsea မရှိတဲ့အတွက်ကြောင့် George ကိုတုံးတာထက်ဆိုင်ကျွန်တော်ထင်တော့ Force မနိုင်တုံးတာပေါ့လေ Sancho နဲ့ Neto နဲ့ဒါပေမဲ့နီးပြကလည်းဘာဖြစ်လဲဆိုတော့အနည်းဆုံးတော့အရန်တယောက်တော့ရှိတယ်တခုခုဖြစ်အပြောင်းလဲလုပ်ဖို့ဆိုတော့ Chelsea နေနဲ့ပွဲထွက်မှာတော့ Tyrese George ကိုပဲထားဖို့များတယ်အဲ့ဒါဆိုရင် Pepe Chan က Nuno Rodriguez Pablo Neto ပြီး Kopa မှာပြင် Anso Caicedo နဲ့အသင်းကောင်းဆောင် Christian Pagao ပါနိုင်တယ် Forest ကတော့ Morgan Kipwai သူ Chris Wood တပက်က Anthony Elanga တို့ Kala Hassan တို့ Dwight တို့ရဲ့အတွဲပေါ့လေဒီပွဲကတေကိုဦးတည်နိုင်တယ် Chelsea ကအမှန်တိုင်းပြောရင်တော့လက်ရှိနောက်ပိုင်းခြေစွမ်းမှာ Forest ကအများကြီးကောင်းတယ်ဒါပေမဲ့ Chelsea အနေနဲ့ short တွက်လို့မရဘူး Forest ကနောက်ဆုံးပွဲတေခွင် Forest ကဒီပွဲနိုင်သွားလို့ဟိုဘက်မှာ Manchester United က something တစ်ခုခု respond လုပ်လိုက်လို့ Villa တစ်ခုခုဖြစ်သွားတယ်သူတို့ Champions League ဝင်ပြီး ်နောက်တစ်ခုကမန်ချက်စတာစီးတီးကလည်းပို့လို့မရဘူးလေသူတို့ဖူဟန်နဲ့ကန်တဲ့ချိန်မှာစီးတီးကဖူဟန်ကိုမနိုင်လို့68ပဲချန်တဲ့ချိန်မှာအက်ဖရဗီလာရောဟိုကောင်တွေအကုန်နိုင်သွားရင်စီးတီးနဲ့ဒိန်ဂျာဖြစ်နိုင်တယ်ဆိုတော့အားလုံးကထိုက်ဖြစ်တဲ့ချိန်မှာ Northern Forest နေနဲ့လုံးဝကိုအမမခံဘူး Chelsea ကလည်း Baswing Gate တေးကြလို့တော့မရဘူး Chelsea တေးကြတာနဲ့ Villa ဆိုတော့ဒီဘွဲကတကယ်ကိုထိုက်ဂိမ်းဖြစ်တယ် အန်ဇိုမာရက်စကာအတွက်ချယ်ဆီပရိသတ်တွေအားလုံးအတွက်ယူရိုပါကွန်ဖရင့်စ်ဖိုင်နယ်အတွက်ဘူးစ်ဖြစ်ပေပွဲပါချယ်ဆီခက်ခက်ခဲခဲကစားရမယ်ကျွန်တော်ထင်တော့လိုအပ်တဲ့အနိုင်ကိုသူတို့ယူသွားနိုင်တဲ့ပွဲနောက်တစ်ပွဲကတော့မန်ယူနိုက်တက်နဲ့ဗီလာယူနိုက်တက်ကအခုလက်ရှိအနေထားအရဆိုရင်ယူရိုပါလီဂ်ဖိုင်နယ်ရှုံးသွားတော့ဒီပွဲကိုပေးသက်ကိုနည်းနည်းတော့ရက်စမွန်ပြပြီးနှုတ်ဆက်ဖို့လိုအပ်တယ်အက်ဒီဒက်စ်ကဖိုင်နယ်ရောကစားမရရောတော်တော်များများမှာယူနိုက်တက်မှာပြဿနာတွေအများကြီးဖြစ်တဲ့ချိန်မှာဒီပွဲကမန်ယူနိုက်တက်အတွက်တကယ်ကိုအန်တပရက်ရှာဖြစ်သွားတဲ့ပွဲပဲအက်စတွန်ဗီလာအတင်းကတော့လက်ရှိမှာဖုန်းကောင်းတော့နောက်ဆုံးဆက်ပွဲမှာပွဲ ပဲရှုံးတယ်ပွဲတိုင်းနိုင်ထားတယ်အဲ့ဒါလည်းမန်စီးတီးကိုနောက်ကျကိုကြောင့်ရှုံးထားတာကျွန်တော်ထင်တော့ Villa ကို United မရှင်နိုင်ဘူး United ရဲ့ကစားဘူး NTC ပုံစံတွေအားလုံးဟာ Villa ကိုမရှင်နိုင်တဲ့အခြေအနေ Manchester United ကစိတ်တက်တစ်ခုတည်းနဲ့ Okay နောက်ဆုံးပွဲမှာငါတို့အရန်ချီဆူဆူဝဝနဲ့ပေးသက်တယ်ကိုမနှုတ်ဆက်တဲ့အခြေအနေမျိုးဖြစ်ဖို့လိုအပ်တာတံပါက Ultra Four ဖြစ်တယ်ဒါပေမဲ့ဒီရာသီမှာ Ultra Four က United ကတောင်းလျှောက်ကိုရလက်ဆိုးနေတာဟိုတနေ့ကလည်း Final မှာ Spurs ကိုရှုံးတာတော့သူတို့စိတ်ပိုင်းဆိုင်ရာတော်တော်လေးထိနေတယ်ဆိုတော့ဒီပွဲက Man United ခက်ခဲအောင်ပဲ Aston Villa အတွက်ဝေးကောက် ွဲပဲ။ Now ဘုဘကဘုံပေါက်တဲ့ necessity ရှိတယ်ဒီဘွဲတော့တိတ်မထူကြတော့ဘူး။ The striker ဒီဘွဲပြင်ချာလူကထွက်ပြီးပြီး is rest down နဲ့ what sample ပဲရှိတယ်ဒါလည်းတိတ်မထူကြဘူး။ Liverpool ကတော့ Crystal Palace ကို AC ဘက်ကမှာ take pressure ရှိတော့သူလည်းအမှတ်မလို့ဘူး။ ါလည်းပြီးပြီးခဲ့တဲ့ပုံစံမှာလည်းသူ Brighton ကိုရှုံးထားတယ်ပြီးတော့မှတခြားပွဲတွေမှာ Newcastle Everton ဒီပွဲက Everton ကို Newcastle ထက်ခဲ့တော့ခံရတယ်။ဘာလို့ဆို Everton ကအခုလက်ရှိမှာခြေနဲ့လည်းကောင်းတယ်၊ကစားရခက်တယ်၊မာကျော်တယ်၊အသင်းတိုင်းကိုကောင်းကောင်း pressure ပေးနိုင်တဲ့အစင်တန်းရှိတယ်။ဆိုတော့ဒီချက်က Newcastle United နည်းနည်းသတိထားမှာပွဲပဲ။ဒါစိတ်ကြေးပွဲမှာခံရမယ်။ Newcastle အနေနဲ့ခုဟိုတနေ့ကရှုံးပြီးတော့နိုင်ပွဲပြန်ထားပေးမယ်။သူတို့အသင်းလည်း guarantee မှာသူတို့66မှာပဲရထားတာ66ဆိုနောက်ဆုံးပွဲသူတို့မနိုင်ဘူးဆိုရင်လေ ရလက်တွေအကုန်ပြောင်းသွားနိုင်တာဆိုတော့ good different အားသာချက်တစ်ခုကြောင့် Newcastle နဲ့ chance ရှိတယ်ဒါပေမဲ့ Everton ဖြစ်တဲ့ကြောင့် tight game ဖြစ်မယ်ပြီးတော့မှ Spurs နဲ့ Brighton Brighton ကခြေကောင်းတယ် Spurs က Europa League ရထားတယ် who cares ရလက်ဘလောက်ကောင်းကောင်းဆိုဆို Spurs ကပြဿနာမရှိအိမ်ကွင်းမှာပြည်သက်တည်နေတော့ဆုံး Europa League Champions League ပါနဲ့ snow ဆက်မယ် Champions League ကိုလည်းသူရသွားပြီ Wolverhampton Brentford လည်းပြဿနာမရှိဘူး Arsenal ကတော့စိတ်နဲ့ကန်ရမယ် Arsenal ကဒုတိယလည်းရဖို့တေချာသွားပြီ ဒါပေမဲ့စိတ်စနစ်ပွဲကသူတို့နောက်ဆုံးအေးတက်တဲ့အေးစစ်စစ်နှုတ်ဆက်ပြီးတော့ဒီအားဒီဆုံးတက်မယ်ဒါကလက်ရှိမှာ Super Sunday ဒါကျွန်တော် Super Sunday ထဲမှာတခြားပွဲတွေမှာပေါ့လေ Athletic Club နဲ့ Barcelona ပွဲရှိတယ်ဒါပေမဲ့အဲ့ဒါတွေထပ်ဆိုင်ရင်သူစိတ်ဝင်စားဖို့အကောင်းဆုံးက Venezia နဲ့ Juventus, Udinese နဲ့ Fiorentina, Torino နဲ့ Roma ပြီးတော့မှ Lazio ပွဲရှိတယ်အဲ့ပွဲတွေအားလုံးကပေးသက်စိတ်ဝင်စားတဲ့ပွဲဖြစ်ပြီးတော့မှကျွန်တော်တို့တကယ်ပေးသက်တဲ့အားလုံးကိုအဆုံးဖြတ်ပေးမယ်ပွဲပေါ့လေ တော့ပွဲကြီးပွဲကောင်းပေါ့လေဆိုတော့ချန်ပီယံလူပွဲဖြစ်တဲ့စီးရီးပွဲကကျွန်တော်ကတောက်ချန်နေမှာလေကံသွားရဖြစ်တဲ့ကြောင့်ဒါတော့တကယ်ကိုစိတ်ဝင်စားစရာပွဲတွေပေါ့လေဆိုတော့ဒါစူပါဆန်တီပွဲစဉ်ဒီမှာအားလုံးကျေးဇူးတင်ပါတယ်